မကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ကစစ်ကောင်မရှင်ရဲ့နေအကန်ဖြူဟာပေမစခန်းကြီးကိုအာရခတက်တော့အေးနဲ့ပူပေါင်းတက်တွေအပီးသက်တိမ့်ပိုင်းလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလ10ရက်နေ့ညပိုင်းကလေးကစခန်းအတွင်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပြီးလေကြောင်းပစ်ကူတွေချားကစခန်းကိုအေးကတိမ့်ယူလိုက်တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။တိုက်ပွဲကတော့ဖြစ်နေတယ်လေကြောင်းကလည်းစက်တိုက်ကျဲနေတယ် စတဲ့ရနေ့မနက်ပိုင်းထိကိုဝိုင်းတွဲနေလာကျဲနေတာလို့မကွေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်စစ်ကောက်မရှင်တက်ဟာစခန်းကမထွက်ပြေးမီဟာဝေစာမြောက်တွေကိုလည်းရင်နန်းတွေနဲ့တဲထုတ်သွားတယ်လို့သတင်းရင်းမြစ်ကဆိုထားပါရယ်စစ်ကောက်မရှင်တက်ဟာနေရံပြူဝပင်မစခန်းကြီးကာကင်းစခန်းဖိုက်တာကုန်းကိုတည်ယူခံရပြီးနောက်တက်ပြက်ကနေရံစခန်းဘက်ကိုလက်နက်တွေဆွန့်တက်ဆုပ်ကြီးရမှာအေးတပ်ဖွဲ့ဝင်တွေရဲ့လိုင်းလံတိုက်ခတ်တာကိုခံခဲ့ရပါရယ် စေကောမရှင်အားနိုင်ငံပြူဟာမကြစေဖို့အတွက်လေကြောင်းဖြစ်ကူဇက်တိုက်ပေးခဲ့ပေမဲ့စေကောမရှင်တပ်ဖွဲ့ဝင်တွေစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အေဟာနိုင်ငံကာကင်စခန်းကုန်းတွေဖြစ်တဲ့ MPT တာဝိုင်းကုန်း၊ကိုကြီးစခန်းဖိုက်တာကုန်းတို့ကိုဇက်တိုက်သိမ်းယူပြီးနောက်ပင်မပြူဟာကုန်းကိုပေးဆို့တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။ဗရန်တက်နယ်တွင်ရှိတမကိုကိုဟာတေဆုံးထိခိုက်မှုတွေများစွာနဲ့နောက်တန်းပြန်သွားပြီးနောက်အမတ်စကွန်နစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခ19လောက်ခံတရင်တွေ နိုင်ရည်ကံကိုရောက်ရှိလာတာဖြစ်ပါတယ်။အင်အား1500လောက်တုံးထားတဲ့စစ်ကောင်မရှင်တပ်ရဲ့တပ်မ99ဟာအင်အား900လောက်ကနောက်တန်းကိုပြန်နိုင်ခဲ့ပြီးအင်အား300လောက်ဟာစွန်တက်နဲ့နိုင်ရည်ကံတို့ကအင်အားဖြန့်ကျက်ခံခဲ့ရပြီးအင်အား900လောက်ဟာတိုက်ပွဲတွင်ပြုံးနေခဲ့တာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာနိုင်ရည်ကံစခန်းမကျစေဖို့အမှတ်939ကအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ935ကစစ်တုံးကားကြီးအင်အားပြည့်ပါရှင်နှန်းတွေနဲ့နေစဉ်နှိပအင်အားပြည့်ပေးခဲ့ပါတယ် မြမနွေဦးတော်လန်ရေးရဲ့စစ်ပွဲကာလအတွင်းစစ်ရေးအခြေအနေ သုံးသပ်ကြသူတွေဟာမြေပြင်ကခိုင်မာတဲ့အခြေအနေကို မျက်မှောက်ပြုသုံးသပ်ဖို့လိုအပ်ပါတယ်။ရေပူရအချက်မှန်းဆချက်ဖြစ်နိုင်ခြေတွေကိုအခြေပြုသုံးသပ်လို့မရပါဘူး။ဒီလိုမှမဟုတ်ရင်မှန်ကန်တဲ့သုံးသပ်ချက်တွေနဲ့လွဲချော်ယုံသာမကစစ်တပ်လော်ဘီတွေဝါဒဖြန့်နေတဲ့စိုက်ဝါးနဲ့မချားတဲ့အမြင်တွေပဲဖက်ပေါ်လာနိုင်တာကိုသတိပြုဖို့လိုအပ်ပါတယ်။ AIA ကချင်တပ်ဖွဲ့သိမ်းပိုက်ထားတာက2024အတွင်းအင်ဂျန်ရံမြို့နယ်စင်ဘုံမြို့မြို့လှမြို့နယ်ကွဲတော်ဖုံးရံမြို့လွဲကျဲမြို့စွန်ပရာဘွံမြို့စဒုံမြို့မိုးမောက်မြို့နယ်ချီပွေခရိုင်စော့လော်မြို့နယ်ပန်ဝါမြို့တံပိုက်တီမြို့နယ်ကွဲတွေနဲ့2025မှာမန်စီမြို့နယ်တွေကိုသိမ်းပိုက်ပြီးစုစုပေါင်း73မြို့ရှိပါတယ်လက်ရှိဗမော်နယ်ဖားကန်မှာ တိုက်ပွဲတွေပြင်းထန်နေပြီးစခန်းတချို့ကိုစကမတက်တွေသိမ့်ပိုက်ထားပေမဲ့ဒီမြို့တွေဟာအရင်တည်းကသိမ့်ပိုက်ရရှိတဲ့မြို့စည်ရင်မှာမပါဝင်သလိုကချင်တော်လိုင်းရေးတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့73မြို့တဲကအမျိုးမှ ပြန်လည်လက်လွတ်ရခြင်းမရှိသေးပါဘူးချင်းတော်လိုင်းရေးတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့မြို့တွေက2023မှာမကွီအိမ်နူးမြို့ရီကော်ဒါမြို့ရေစွာမြို့ဝေဘူးလာမြို့စုခွားမြို့နာဟာရိန်မြို့ 2024မှာကျင်တွင်းမြို့ကြီးကားမြို့နယ်ကွဲတွန်းဆန်မြို့နယ်မတူပီခရိုင်မြို့လိုင်လင်းပင်မြို့မင်းတက်ခရိုင်ကံပက်လက်မြို့နယ်နဲ့2025မှာဖလန်းခရိုင်တို့ကိုသိမ်းပိုက်ရရှိပြီးစုစုပေါင်း14မြို့ရှိပါတယ်2025မိုးဦးကြမှာချင်းမြောက်ပိုင်းကိုစစ်တပ်ကထိုးစစ်ဆင်ပေမဲ့ပြန်လန်ကြပြီးခုချိန်ထိပြန်လန်ထိုးစစ်မဆင်နိုင်သလိုမြို့တစ်မြို့မှလက်လွတ်ရခြင်းမရှိသေးပါဘူး ရခိုင်ပြည်နယ်နဲ့ပလက်ဝဒေသမှာအာရခတတ်တော်သိမ့်ပိုက်ထားတဲ့မြို့တွေက2024မှာပလက်ဝခရိုင်စမီးမြို့နယ်ကွဲပေါက်တော်မြို့နယ်တောင်ပြိုလက်ဝဲမြို့မင်းပြမြို့နယ်ကြောက်တော်မြို့နယ်မြောက်ဦးခရိုင်ကန်းတောင်ကြီးမြို့မြေပုံမြို့နယ်မအီမြို့နယ်ပုံနှကျွန်းမြို့နယ်ရံပြဲမြို့နယ်ရသိတောင်မြို့နယ်စနဲမြို့ဦးသီးတောင်မြို့နယ်ငပလီမြို့တန်တွဲခရိုင် ကျင်းတလီမြို့နယ်ခွဲတောင်ကုတ်ခရိုင်တန်းလွဲရွာမမြို့မောင်တော်ခရိုင် ခမောက်စိတ်မြို့မြင်းလွတ်မြို့အန်းခရိုင်တက်တောင်မြို့ကွာမြို့နယ်တို့ဖြစ်ပြီးစုစုပေါင်း26မြို့နယ်သိမ့်ပိုက်ရရှိခဲ့တာတွေ့ရပါတယ်။ယခုအခါစကမစစ်တပ်ကကြောက်ဖြူအန်းတောင်ကြားတောင်ကုတ်တောင်ကြားနဲ့ကွာငတိုင်းချောင်းလမ်းတွေကိုထိုးစစ်ဆင်နေပြီးအမျိုးမှပြန်လဲသိမ့်ပိုက်နိုင်ခြင်းမရှိပါဘူး။ အရင်တော်လိုင်းအင်အားစုတွေသိမ့်ပိုက်ထားတဲ့မြို့တွေက2024မှာကြိုက်ဒုံမြို့နယ်ကွဲဖာပုံခရိုင်၄ကီကောမြို့နယ်စုကလိမြို့နယ်ကွဲတွေကိုသိမ့်ပိုက်ရရှိခဲ့ပြီးစုစုပေါင်း၄မြို့ရှိပါတယ်2025မှာစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေပေမဲ့အမျိုးမှပြန်လည်လက်လွတ်ရခြင်းမရှိသေးပါဘူးအရင်ဒီတော်လိုင်းအင်အားစုတွေသိမ့်ပိုက်ထားတဲ့မြို့တွေက2024မှာမဲဆက်ခရိုင်မိုးပြဲမြို့ နမ်းမယ်ခုံမြို့ရွာသိမြို့မော်ချီမြို့ရှားတော်မြို့နယ်တို့ဖြစ်ပြီးစုစုပေါင်း6မြို့ရှိပါတယ်။2025မှာစကတ်မှတပ်တွေပြန်လည်ထိုးစစ်ဆင်တာကြောင့်မိုးပြင်းနဲ့နမ်းမယ်ခုံမြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးကြံတဲ့၄မြို့ကိုကရင်နီတော်လိုင်းရဲတပ်တွေဆက်လက်ထိန်းချုပ်ထားပါတယ်။ရှမ်းမြောက်မှာ MNDAA ကိုကန်က2023မှာချင်းရွှေဟော်ယူကုတ်ပန်ဆိုင်မြို့နယ်ကွယ်တိန်နီမြို့နယ် မုံကိုမြို့နယ်ကွဲပွမ်းလုံမြို့နယ်ဘောထိုက်မြို့နယ်ကွဲကုံချမ်းမြို့နယ်2024မှာတာမိုးညဲမြို့လောက်ပိုင်ခရိုင်ဟိုပန်ခရိုင်ပန်လုံမြို့နယ်ကွဲလာရှိုးခရိုင်စတဲ့ဆက်နှမြို့ကိုသိမ်းပိုက်ခဲ့ပြီးဟိုပန်နဲ့ပန်လုံနှမြို့ကို UWSA ရဲ့အုတ်ချုပ်မှုအောက်တွဲပြောင်းပေးပါတယ် GIA က2024မှာမဘိမ်းမြို့တမြို့ကိုသိမ်းပိုက်ပြီး TNLA တအန်းက2023မှာ နန်းဆာမြို့နယ်နန်းခမ်းမြို့နယ်မန်တုံမြို့နယ်နမ်မတူမြို့နယ်မိုင်းငော်မြို့နယ်2024မှာကုတ်ခိုင်ခရိုင် မိုင်းလုံမြို့နယ်ကွဲနောင်ချူမြို့နယ်မိုးမိတ်ခရိုင်ကြောင်မဲခရိုင်တီဘောမြို့နယ်မိုးကုတ်မြို့နယ်စတဲ့ဆက်နှမြို့သိမ်းပိုက်ပြီးကုတ်ခိုင်ကို ENL နဲ့ MNDAA တို့တခြားစီအုပ်ချုပ်ပုံရပါတယ်ရှမ်းမြောက်မှာတော်လိုင်းအင်အားစုတွေက စုစုပေါင်း25မြို့သိမ်းပိုက်နိုင်ခဲ့ပါတယ်။ MNDAA အုပ်ချုပ်မှုအောက်ကလာရှိုးမြို့ကိုအယုတ်အကြက်ကင်စွတ်ဖက်တာကြောင့်2025မှာစစ်အုပ်စုကိုပြန်လည်လွှဲပြောင်းပေးထားရပြီး DNLA ထိန်းချုပ်မှုအောက်ကနောင်ချိုနဲ့ကြောင်မဲနှမြို့ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ထားလို့ရှမ်းမြောက်ကသုံးမြို့ပြန်လည်လက်လွတ်ထားရပါတယ်။စကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာ PDF တွေသိမ်းပိုက်ထားတာက2023မှာကောလင်းခရိုင် ခမ်းပတ်ခရိုင်ရွှေပြည်အေးမြို့မော်လူးမြို့2024မှာမြို့သိမ်မြို့နယ်ခွဲ ပင်လယ်ဘူးမြို့နယ်စင်ကူးမြို့နယ်တကောင်းမြို့တပိတ်ချင်းခရိုင်နဲ့2025မှာ အင်းတော်မြို့နယ်မမောက်မြို့နယ်စတဲ့မြို့၁၁မြို့ရှိပြီးစစ်တပ်ပြန်လည်ထိုးစစ်ဆင်တာကြောင့်2024မှာကောလင်းနဲ့2025မှာတပိတ်ချင်းနှစ်မြို့ကိုပြန်လည်လက်လွတ်လိုက်ရပါတယ်။ဒါကြောင့်တော်လိုင်းတပ်တွေအနေနဲ့တပီလုံးတိုင်းတားအရာ ခရိုင်19မြို့မြို့နယ်34မြို့မြို့နယ်ခွဲ15မြို့တာမန်32မြို့ပါဝင်လို့စုစုပေါင်း69မြို့သိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်2025မှာအယုတ်ရဲ့ဘက်ဆုပ်ကူညီမှုတွေကြောင့်စီးရီးမှာအနှဲငယ်ခေါင်းထောင်ထလာနိုင်တဲ့စကမဟာတော်လိုင်းတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့69မြို့တဲကအယုတ်ပြန်ယူပေးတဲ့လာရှိုးအပါဝင် ခုနှစ်မျိုးပဲပြန်လဲရယူနိုင်တာပါလက်တွေ့မြေပြင်ပဂရိအချက်လက်တွေရစကမစစ်တပ်ရဲ့ထိုးစစ်ဟာအကန့်အသတ်တွေရှိနေတာကိုဖော်ပြနေပါတယ်ဒီချက်စကမတပ်ပြန်လဲသိမ့်ပိုက်ထားတဲ့ခုနှစ်မျိုးဟာတော်လိုင်းတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့မျိုးတွေရဲ့ခုနှစ်ရာဂိုင်းနှုံပဲရှိပါတယ်နှစ်အချက်စကမတပ်ကတပ်သားတွေအားဖြည့်ပြီးမဲ့တပီလုံးအနက်ထိုးစစ်ဆင်နိုင်ခြင်းမရှိသလိုအင်အားအကန့်အသတ်ရှိနေတာပါ နံပါတ်3ချက်ကစကမတပြန်လည်ထိုးစစ်ဆင်နေတဲ့2025အတွင်းမှာပဲတော်လိုင်းတပ်ဖွဲ့တွေကဖလန်းအင်းတော်ဗမောက်၃မြို့ကိုထပ်မံသိမ်းပိုက်ထားပါတယ်။လေးအချက်မြေပြင်အခြေအနေမှာစကမတကအမျိုးပြီးတစ်မြို့သိမ်းနေပြီးတစ်တုံညာနှစ်ခုဆစ်စင်ရေးအရှုံးနဲ့ရင်ဆိုင်နေရပြီး TNL စစ်ရှုံးပြီးစတဲ့စီရေးသုံးသက်ချက်တွေဟာလက်တွေ့မကြပဲစကမတရဲ့စိုက်ဝါမိနေတယ်လို့ဆိုရမှာပါ။ ဘာချက်ကစကမာကအင်အားတွေ ပြစ်ကူတွေအလုံးရင်းနဲ့ထိုးစစ်ဆင်ပေမဲ့ရခိုင်ချင်းအချင်းကရင်တို့မှာအမျိုးမှ အလွယ်တကူမသိမ့်ပိုင်နိုင်သေးပါဘူးနံပါတ်6ချက်မြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့2021ချင်းပြည်ကမကွီအိမ်နူးမြို့2023ကရင်ပြည်ကမဲဆက်ခရိုင်တို့ဟာတဲ့တုံညာနှစ်ခုဆစ်စင်ရင်မစခင်ကဖြစ်ပြီးတဲ့တုံညာနှစ်ခုရပ်တန့်နေတဲ့2025အထိ မျိုးသိန်းတိုက်ပွဲတွေတိုက်နိုင်နေသေးပါ ခုနှစ်အချက်တပီလုံးအတိုင်းအတာအရစကမမှာအားနေတဲ့နေရာတွေရှိနေလို့တော်လည်းတပ်ဖွဲ့တွေက မျိုးသိန်းတိုက်ပွဲတွေခြေမုံရေးတိုက်ပွဲတွေတိုက်ခိုက်လာနိုင်ပါတယ်စစ်ရေးအခြေအနေကိုသုံးသပ်ရမှာပကတိအခြေအနေနဲ့ကိုက်ညီဖို့လိုအပ်ပါတယ်ရန်သူကို short track ရံမဖြစ်သလိုပို့တွက်ဖို့လည်းမလိုပါဘူးစကမရဲ့ထိုးစစ်ကိုငါစကောတက်လာပြီဆိုပြီးသုံးသပ်ပြောဆိုနေတာတွေက မြေပြင်ပကတိအခြေအနေတွေနဲ့ကင်းကွာနေပါလိမ့်မယ်